လေး40ကျော်ဖို့ရွှေတွေဝယ်ပြီးတော့တည်တောင်းလိုက်တာကြောင့်ဆိုင်ရှင်မှာအံ့ဩကြရတဲ့ဖြစ်ကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစေ။ဇွဲတဲ့ကတော့ပရိသတ်အားပေးမှုခိုင်မာရရှိထားပြီးသားဖြစ်ပါရစေ။စိတ်အစီအလာကောင်းတဲ့ပြင်လူတန်းတွေကိုပါလက်မနေတာကြောင့်ပုံမှုကအပိလာခဲ့ရပါရစေ။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာတော့ဂရီ၄၀ကျော်ပေါ်တင်တောင်းခံလိုက်ရတဲ့ဖြစ်ပျက်ဟာလူများကြတော်လေးကောင်မှဟော့သွားခဲ့ရပါသည်သူတို့သားဖြစ်တဲ့အနေနဲ့တိန်လေးတောင်ကျော်တန်ဖိုးရှိနဝလန်စားပစ္စည်းတွေကိုဝယ်ယူသွားခဲ့တာဖြစ်ပြီးသူတို့သမီးစီတင်တောင်းခဲ့တာလည်းဖြစ်ပါသည်သူတို့သမီးအနေနဲ့များလုံးနဲ့အစဉ်တစားတွေကြောင့်အတော်လေးကောင်မှမှင်သက်သွားခဲ့ရသလိုဆိုင်ရှင်တွေဘက်ကလည်းမယုံကြည်နိုင်အောင်ဖြစ်သွားခဲ့ရပါသည်ပရိသတ်တွေကတော့တန်ဖိုးချခံရတဲ့သူတို့သမီးဖြစ်သူတွေအတော်လေးကောင်မှပီတိဖြစ်သွားခဲ့ရပါသည်ဈာပြင်မှာတော့ဂရီ၈၀တတိသားအနေနဲ့ ဒီဘက်ခင်မှာဆိုရင်တော့မိမနှစ်ယောက်သာတင်တောင်းလို့ရတော့မေဆိုပြီးတော့လဲရှုံးဖောက်နေကြရပါရင်ငွေချင်းပြေဆုံးပေးမယ်တစ္ဆာရှိရှိနဲ့တူချစ်ပေးကြတဲ့သူတွေကလည်းဒုနဲ့တွေဖြစ်ပါရင်အစိုးရတင်တောင်းတဲ့ပြောလေးကြောင့်မြို့သမီးများစုဟာအားကြနေကြရတယ်လို့အခုလိုမျိုးတင်တောင်းတာမခံရပေမဲ့လေခင်မုန်းကောင်းကိုတော့ပိုင်ဆိုင်ခွင့်ရကြတယ်ဆိုပြီးတော့ပါမှတ်ချက်တွေစုနေကြရပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်